ီကနေ့မှာတော့ DVB သတင်းဌာနရဲ့ဆောင်းပါးတပုတ်ဖြစ်တဲ့ဆောင်းပါးရှင်မောင်တူရေးသားထားတဲ့အငွေ့ပြန်သွားကြက်ငွေများဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ပေးကြပါမယ်။ဒီဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့ဆောင်းပါးရှင်မောင်တူအားလေးစားစွာခွင့်တောင်းအပ်ပါတယ်။လက်ထဲတွင်ပြောက်တဝက်လောက်ပဲမကြမ်းချင်မှမြန်မာကျပ်ငွေအငွေ့တွေပြန်ကုန်ပြီတကား2022ခုနှစ်ကကျွန်တော်ရန်ကုန်မှာနေတယ် ထိုင်းကိုငွေပို့တယ်ကြက်တသိန်းကိုဘတ်3000ရတယ်အခုကြက်တသိန်းကိုဘတ်850ပဲရတော့တယ်ဈေးထွက်နဲ့တွက်ရင်အရင်ကဘတ်3000ဟာအခု850ပဲရှိတော့တာပေါ့ငွေ3ပုံတပုံပျောက်သွားပြီတည်းညမာပြည်သူလူထုတွေရဲ့ငွေတွေဟာဘန်မာပဲထထအိမ်ကမိခင်တစ်တာတွေပဲထထအရင်ကတိန်းတရာဟာအခု25တိမ့်ပဲတန်တော့တယ်တိန်းတစ်ထောင်ဆိုရင်တိန်း250ပဲတန်တော့တယ် ဒီတိုင်းသာ အာနာသိန်းစစ်ကောင်စီကဆက်ဘူကြဖိနှိပ်နေသမျှတော့ဖက်စစ်ဂျပန်ငွေတွေလိုထောင်မလဲတဲကော်ဖြစ်တော့မယ်မထူးပါဘူးလေအခုအာနာသိန်းမင်းအောင်လိုင်းစိုးဝင်းတို့အဖွဲ့ဟာလဲဖက်စစ်တက်ပါပဲထောင်မလဲတဲကော်1942ခုနှစ်မတ်လမှာဂျပန်ကမြန်မာပြည်ကိုသိမ်းနိုင်ခဲ့တယ်ဂျပန်ဆိုရကငွေဆက်ကူတွေရိုက်နှိပ်ထုတ်ဝေခဲ့တယ်ဂျပန်ခေတ်ကပစံတွေကိုဆက်နဲ့ဒလတ်ဟောရိုက်ထုတ်တော့ အဆန်တွေတန်မိုးကြကုန်တာပေါ့ဈေးဝယ်ရင်ဂုံးနီးအိတ်နဲ့ပတ်စံတွေထည့်သွားရတယ်ပတ်စံစကူတွေကများလွန်းလာတော့နည်းနည်းဟောင်းရင်ကိုမယူတော့ဘူးဒါကြောင့်ငွေစကူကိုထောင်းလို့ရမှ မလဲမှဈေးတွေကယူတယ်တဲနည်းနည်းလောက်ကို ကော်လို့ရရင်ပဲယူတယ်အရာကိုထောင်းမလဲတဲကောငွေစကူလို့ခေါ်တယ်ဖက်စစ်ကငွေတွေဘလောက်များရိုက်ထုတ်သွားတယ်လေဆိုရင်စစ်ပြီးလို့အင်္ဂလိပ်ပြန်ဝင်လာချိန်ရောက်တော့လူတိုင်းလိုလိုလက်သေးပါ ဂျပန်ပတ်စံအသစ်ဆက်ဆက်တွေထောင်ပုံရာပုံကျနေခဲ့တာပေါ့အခုလဲကုန်စည်နှုန်းတွေတက်လာတော့ဝါစီကနေငွေဆက်ကူတွေနေဆိုင်ညဆိုင်နဲ့ရိုက်ထုတ်နေပြီလေနောက်ဆက်တွဲအကျိုးဆက်ကတော့ငွေကြေးတွေအဆမတန်ဖောင်းပွားပြီးကုန်စည်နှုန်းတွေမတန်မဆတက်ကုန်တော့တာပါ မကြားချင်းအဆုံးကုန်စည်နှုန်း2020တခုနှစ်ကကျပ်ဦးတလုံးတရာအခု950ကျပ်2021ကကစွန်းရဲ့တစီ200အခု1000 2021ကစံတပြီ1500ကအခု7000ကျော်ပြီစောင်းစီကလည်းတပိတ်တာ2300ကနေအခု1000ခွဲဖြစ်နေပြီ2021ကစသားတပိတ်တာ9000ကျော်ကအခု3000ကျပ်တစ်ဆယ်သား3000ဖြစ်နေပြီစသားက3000ဘူဝယ်လို့ရသေးတယ်ဝတ်သားဆိုရင် အနည်းဆုံး5000မှာရတယ်ဝတ်သားတပိတ်တာ5000မှာပစံတွေကြိုက်စားရတယ်လို့ဖြစ်နေပြီပေါ့အိမ်ငါးကားတွေရေးတက်တယ် လစာတွေကတော့မတိုးပါမိကမလားရေးမလားဆေးဝါးတွေကလည်းဈေးတွေတက်တယ်တက်စီဈေးတွေတက်ကားကတက်စီကတွေတက်တယ်အကုန်တက်တာပါကြတာဆိုလို့ဘာမှမရှိစိတ်သက်တွေသာကြာပြီးရင်ကြာနေပါတယ်လို့ညီမပြည်သူပြည်သားတိုင်းကပြောနေကြပြီ အလုံးမရှိတဲ့အိမ်ဦးနဲ့ဝင်းမရှာနိုင်မှိုင်းအင်ရှင်မကပြတောက်ပြတောက်ဖြစ်နေတဲ့အိမ်တွေများလာနေပါပြီလေမယားရံဖြစ်တဲ့အိမ်တွေများလာနေတခိုးတွေကပူ လူရည်မှုတွေကပေါ်ပြည်တစားတွေများလားလိန်လယ်မှုတွေကနေရာအစုံမှာရက်ွက်တွေစုပြီးမြို့တွေပူနေပြီးတပြည်လုံးချိန်ပြီးအောင်ဆရာနာရှင်ချင်းအတူတူ သူကပူဆိုးတယ်၂021 February တရက်စစ်တပ်အာဏာသိမ်းခေါင်းဆောင်မအားလာကတိုင်းပြည်ပြတ်အောင်လုပ်ရမှာသူတို့ရဲ့ခေါင်းကင်ဖခင်ကြီးဆရာနာရှင်ဟောင်းဦးနေဝင်းထက် ပိုလဝဆောင်ထက်သွားပါပြီဟုတ်တယ်လေကုံစည်းနှုံးတွေအလွန်ကျွန်းတက်ရင် ကျက်ငွေရေးတွေအလွန်မင်းကျချင်းရင်တိုင်းပြည်ပြတ်တာပဲမဟုတ်ဘူးလားဦးနေဝင်းက1989ခုနှစ်စက်တင်ဘာလ5ရက်တုန်းက25ကျက်တန်း35ကျက်တန်း85ကျက်တန်းငွေဆက်ကူတွေကိုတရားမဝင်ငွေမဲကြေညာခဲ့တယ်ကျွန်တော်တို့မြန်မာတပြည်လုံးဒုက္ခရောက်ခဲ့တယ်အခုအာနာသိန်းစစ်ကောင်စီခေါင်းဆောင်မအလာကတော့တရားမဝင်မကြေညာဘဲနဲ့ကိုအိတ်တွေတဲကအိမ်တွေတဲကဘန်တွေတဲကကျွန်တော်တို့ရဲ့ငွေတွေကို အငွေပြန်ချော့ပြောက်သွားအောင် လုပ်ခဲ့တာပါ။နမဲဆိုးထွက်ချိန်မဲ့တရားမဝင်ငွေဆက်ကူရဲလို့မကြေညာပါ။ဒါပေမဲ့တသိန်းချက်ကင်ထားပါလျက်နဲ့နှစ်တောင်းခွဲချက်သာတန်မှုရှိတော့မယ်။သိန်းတစ်ထောင်ဘန်းမှာထည့်ထားပြီမဲ့သိန်း250တာတန်မှုရှိတော့တယ်။ရှက်ငွေတန်မှုတွေရော့ကုန်ပြီးပျောက်ကုန်ပြီ။တရားဝင်ရွေးကောက်တင်မြောက်ထားတဲ့ဒီမိုကရေစီအစိုးရကိုအာဏာသိမ်းခဲ့တဲ့ဆရာနာရှင်မင်းအောင်လှိုင်ကြောင့် ဒီလိုဖြစ်ရတာလို့လူတိုင်းပြောနေကြပြီ။ကုံစည်းနှုံဘာကြောင့်တက်အာနာသိန်းစကောင်စီကောင်းဆောင်မင်းအောင်လိုင်းကတော့ကုံစည်းနှုံတက်ရတာဟာမတမာသူတွေရဲ့ဈေးကစားတာကြောင့်လို့ပကြခဏပြောပါတယ်။တကယ်တမ်းကတော့ရှစ်ဘူချုပ်ကြီးတွေရဲ့စီမံခန့်ခွဲမှုမတက်တာတွေကြောင့်ပါ။ဆိုင်းဆရာကြီးအောင်တင်းကပြောမှုပါလေ။ဘူတင်နှန်းကျောင်းဆင်းရှစ်ဘူတွေကသူတို့အကုန်ဒီအကုန်တက်တယ်လို့အထင်ရှိတဲ့ ဘူဂျုံကြီးတွေဆိုရင်တော့တတိုင်းပြည်လုံးကလူတွေဟာသူတို့လောက်မတိမတက်ကြဘူးလို့ထင်နေကြတာပေါ့တကယ်တော့စစ်နိုင်အောင်ဘလို့တိုက်ရမလဲဆိုတာတောင်သူတို့မသိကြပါဘူးအခုလဲစစ်ရှုံးနေတာပဲလေလေးနှစ်သား PDF ကတောင်ကိုမျိုးတင်ထားပါပြီတော်လင်ကြီးတပေါင်းစုတွေကမျိုးပေါင်း90ကျော်တင်ထားပါပြီစစ်ဘူဂျုံလုတ်ပြီးစစ်ကိုတောင်မှနိုင်အောင်မတိုက်တက်ရင်ကျန်တဲ့ပညာရေးကျမ်းမာရေးစီးပွားရေးတို့ကတော့ ဘလို့လုံလုံနိုင်ပါလဲညံ့လီစွာဂျွန်ဆန်စုကြည်ရဲ့ NLD အစိုးရလက်ထက်တုန်းကဆိုရင် စီမံမှုကောင်းတော့တစတစကောင်းလာနေပြီအဲ့ဒါကို လောဘမာနအာဃာတကြီးပြီးစစ်အာဏာသိမ်းလိုက်တော့အခုဆိုပြည်သူတွေအငတ်ပြီးဆိုင်နေကြပြီပေါ့မေလ10ရက်နေ့ကအသက်82နှစ်ပြည့်သွားပြီဖြစ်တဲ့ကရင်ပြည်နယ်ဝင်းကြီးချုပ်နန်းခင်ထွေးမြင့်စကားနဲ့ပြောရရင်ကျမတို့လက်ထဲတနှစ်လောက်ပြန်အပ်လိုက်ဆမ်းပါပေါ့ ကြံငွေရေးတွေက၄ဈာလောက်ကျနေပြီမဲ့ကုန်စည်နှုန်းတွေက၄ဈာလောက်တက်နေပြီးပြည်သူတွေဒုက္ခတွေ့နေကြပြီမဲ့စစ်ဘူချုပ်ကြီးတွေကတော့အလွန်အမင်းပူပူချမ်းသာလာနေပါတယ်အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်နိုင်ရဲ့တားဖြစ်သူအောင်ပြည့်စုံနဲ့ခင်တိရီတက်မွန်လို့ဆိုရင်ရုပ်ရှင်ကုမ္ပဏီကြီးတွေစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ခရိုနီလက်သစ်ဘီလီယံနာတတိကြီးတွေဖြစ်နေကြပါပြီတန်ရွှေနေဝင်းစတဲ့အာနာရှင်လက်ဟောင်းကြီးတွေရဲ့ တားမြင့်မြင့်တွေဟာလည်းအလွန်အမင်းချမ်းသာနေကြသေးပေါ့စစ်ဘိုတိုက်ဆောက်ရှစ်သားချင်းတောက်ပြည်သူပိုက်မောက်ဒီလိုပဲထိုင်ကြည့်နေလို့ကတော့ကောင်းလာမှာမဟုတ်2021ခုနှစ်အာနာသိန်းစာက15000လောက်ကင်သွားရင်ဈေးထဲသွားပြီးဈေးဝယ်လို့ဖြစ်သေးရဲ့2024လောက်က2000ကင်သွားရင်ဈေးဝယ်လို့မတက်တော့ဘူးအခုတော့ငွေ3000ပါမှဈေးတဲ့သွားရတော့တယ်လို့အင်ရှင်မတယောက်ကပြောပြပါဗျ ီကြားထဲကစစ်မှုမထမ်းမနေရဆိုပြီးငွေညစ်နေလို့လာစဉ်အုပ်ကြီးကို3000စီပေးနေကြရသေးရဲ့ရွာလုံးကျမီးရှို့ခံရတာကလည်းရွာပေါင်းတသိန်းကျော်ပြီပြည်တွင်းမှာစစ်ထဲမဝင်ခြင်းလို့အလောက်မရှိလို့ပြည်ပကိုပြေးထွက်ပြီးအလောက်သွားရှာပြန်တော့လေတရားမဝင်မှုတွေနဲ့အဖမ်းခံကြရပြန်နေနှစ်စစ်မီးကပြတ်အလောက်ရှိသူတွေတောင် အလောက်ကနားတစ်ချက်လုံးတစ်ချက်နေပါဒီကြားထဲရေဘေးတွေတွေ့ ဘာဝဘေးဖြစ်တိုင်းလဲစစ်အာဏာရှင်က မကူညီတဲ့အပြင်ကူညီတဲ့သူတွေကိုပါဖမ်းနေကြတယ်။အခုနောက်ဆုံးမတ်လ28ရက်စကိုင်းငလင်းကြီးခွန်တက်မခွန်စကေးပင်အာနယ်လှုပ်ခဲလို့ပြုတ်ပြက်သေးကြီးကြတာတော့မှစစ်အာဏာရှင်ကတည်တည်ချာချာမကူညီပါ။ငလင်းဘေးကိုမကူတဲ့အပြင် လေရင်တွေရဟတ်ရင်တွေနဲ့ဘုံကျဲတပ်ဖြတ်မှုတွေကလည်းမရက်ပါ။မရက်တဲ့အပြင် တိုးလို့တောင်မိုက်နေသေးရဲ့။ ငလင်သေးကူညီနေတဲ့ပရာဟိတာတွေကိုကန့်တတ်နေတယ်။ငလင်သေးကူညီနေသူလူငယ်တွေကိုပေါ်တာဖမ်းပြီးစစ်ထဲထည့်သွင်းနေပါတယ်။ဆီယာနာသိန်းခေါင်းဆောင်မအာလာကလှုပ်သားရှားပါလာပြီးဆိုပြီးမကြခင်ကပြောတာကြားရတယ်။ရှားမပေါ်တပ်ဖမ်းစစ်တပ်ထဲသွင်းပြည်ပကိုပြေးကြပြည်ရင်းမှာရှောင်းတိန်နေကြရနဲ့အလုတ်လက်မဲ့လူငယ်တွေနဲကုန်တာပေါ့သူတို့စစ်တပ်ကပဲဒီလိုဖြစ်အောင်လုပ်နေတာလေ သူတို့စစ်တပ်မရှိမှအားလုံးကောင်းမှာပါသူတို့စစ်တပ်အာဏာသိမ်းမထားမှကုံစည်းနှုံးကြစက်ငွေစည်းတက်အေးအေးချမ်းချမ်းအလုပ်လုပ်ကြရမှာလीစစ်ကြုံဘဝယုံထွက်ကြစစ်နွန်တဲကယုံထမှဘဝလှမြည်လွတ်လပ်မြည်စက်ငွေတွေအငွေ့ပြန်ပြောက်ပြီးတံမိုးတွေ၄နှစ်အတွင်းလေးစားကြပြီကုံစည်းနှုံးတွေလေးစားတက်ပြီဒါရီဟာငါတို့နဲ့မဆိုင်ဘူးလို့မတွေးကြပါနဲ့ကြည်တင်းလင်မင်းမခံနိုင်ပါ ပြည်သူကြိုက်သောအစိုးရကိုပြည်သူကပဲရွေးတင်ကြရမှာပါ။ကောင်းကောင်းမွန်မွန်ဒီမိုကရေစီရှိချိန်မှာဆိုဒီမိုကရေစီနီးနဲ့တခဲနဲ့မဲပေးပြီးရွေးချယ်ကြရမှာပေါ့။ရွေးလဲရွေးချယ်ခဲ့ကြပြီးပါပြီ။2020ရွေးကောက်ပွဲမှာပြည်သူကြိုက်သော ပါတီကို ရွေးခဲ့ပြီးပြီ။ဒါပေမဲ့စစ်တပ်ကမတရားအာဏာသိမ်းပိုက်ထားလိုက်တော့ပြည်သူလိုလားချက်ပြတ်ခဲ့ရပြီ။အခုတော့အမှောင်ဆုံးကာလရောက်နေပြီ။ဘာဒီမိုကရေစီမှမရှိတော့ဘူး။ စစ်တပ်ကဟန်ပြလုတာပါအတုပါဒါကြောင့်ပြည်သူကိုဒုက္ခရအောင်ဓာမှုအုပ်ချုပ်ထားသူကိုဓာဆွဲတော်လန့်ချိန်မှာတောင်းမှန်လို့မရပါညှိနှိုင်းလို့လည်းမထူပါမလို့ရင်မလို့တလို့ဖုန်းလိုင်းအင်တာနက်လိုင်းတွေအဖြတ်ခံကြရတဲ့ဘဝကလွတ်ဖို့ VPN တွေခံသုံးနေရတဲ့ဖုန်းတွေအစ်စ်ခံနေကြရတဲ့ဘဝကလွတ်ဖို့စစ်မှုမထမ်းမနေရဘဝကလွတ်ဖို့အိမ်တွေဘုံးကျဲခံနေကြရတဲ့ဘဝကလွတ်ဖို့ ကြံွေတမိုးတွေပြန်တက်လာဖို့အာနာသိန်းဖက်စစ်စစ်တကူပြည်သူတရက်လုံးကညီညီညာညာစီစီလုံးလုံးပါဝင်တော်လန့်အမြင့်ဖြတ်မှသာရမှာပါနောက်ဆုံးအနေနဲ့အငွေပြန်သွားနေကြတဲ့ကြက်ငွေများကိစ္စရဲ့နောက်ဆက်တွဲမိဖို့ကြောင့်အချက်အသေးကစလေရင်နဲ့ပြည်သူအိုးအိမ်ဘုံကျဲရာတွေအထိပြဿနာအလုံးဟာနိုင်ငံရေးဖြစ်ပါလေ၄နှစ်လုံးလုံးကြုံတွေ့ထားရတဲ့ပြဿနာအလုံးရဲ့အချုပ်ဟာ မင်းအောင်နိုင်နဲ့ရှကောင်းဆောင်တွေအာနာသိန်းနာကနေမြစ်ဖြာခံခဲ့တာပါတရားခံဆရာနာရှင်တွေကို ရှင်းလင်းရေးတာပြည်သူလူထုအားလုံးရဲ့တာဝန်ပါရသလိုကြုံသလိုကျွမ်းကျင်သမျှတက်ဆွမ်းသမျှရှစ်အာနာရှင်တွေကိုအဆုံးသက်တိုက်ပွဲဝင်ကြပြီးနိုင်ငံတစ်ကိုတည်ထောင်ကြပါစို့ပြည်သူဒီသာအောင်နိုင်ရသည်မဟာအင်အားအကြီးမားဆုံး